အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုကိုတိုးတက်ပြောင်းလဲခြင်းနဲ့ကိုယ့်ရဲ့ဒီ personal development ကိုကျွန်တော်တို့ကသိချလုပ်ချင်တယ်ဆိုရင်ကိုယ်နဲ့တောင်းယူဖို့အရေးကြီးပါတယ်တောင်းယူဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီအလုံးမှာကိုယ့်ရဲ့လုပ်ငန်းဝင်မှာပေါ့နော်တချို့ကြောင့်လဲတောင်းပြီးတဲ့တောင်းကအကန့်အသတ်ဖြစ်နေလို့ကျွန်တော်တို့ကဒီကိုယ်ယူတဲ့တောင်းကအကန့်အသတ်ဖြစ်နေတာမျိုးတွေရှိတယ်ပေါ့နော်ထားပါတော့ကျွန်တော်တို့ဒီအဲဒီအလုံးမှာအလုံးတစ်မျိုးပဲနှစ်မျိုးပဲစသဖြင့်ကျွန်တော်တို့အကန့်အသတ်ဖြစ်နေတာမျိုးရှိတယ်တချို့ကြောင့်လဲတောင်းပြီးတယ်ဒီတောင်းရှောင်လို့ပေါ့နော် ဒီတိုးတက်တဲ့လောက်မတိုးတက်တာတွေရှိတယ်တချို့ဆိုရင်ဥမာလုပ်ငန်းဝင်မှတောင်းပေးတယ်အဒီတော့ငါနဲ့မဆိုင်ငါကြမှာလာပြီးတော့ခိုင်းနေတယ်မလုပ်ချင်ဘူးစသဖြင့်ပေါ့နော်ကျွန်တော်တို့ကတောင်းမယူတဲ့အတွက်လက်ဆောင်တဲ့အတွက်ဒါတချို့တိုးတက်တဲ့လောက်မတိုးတက်တာတွေရှိတယ်ပေါ့နော်နောက်တစ်ခါဘာရေးကြည့်လဲဆိုတော့တောင်းဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီအပီးတဲ့တောင်းဝင်နေမဟုတ်ပေါ့နော်တချို့တောင်းဝင်နေရအကိုတိုင်းတောင်းယူရမယ့်ဟာမျိုးတွေလည်းရှိတယ်ဥမာကျွန်တော်ဆိုလို့ရှိရင်ရှိတယ်ဘောနံပေါ်မှာဒုတိယလောက်ကိုပြောင်းတဲ့ချိန်မှာပေါ့နော်သူတို့ပေးတဲ့ တခြားတာဝန်တွေကျွန်တော်ရှိပြီးသားဒါပေမဲ့ကျွန်တော်မပါလို့ရှင်လဲဆိုတော့ဒီစာရေးခြင်းနဲ့ကျွန်တော်ဒီပုံမှန် editing အလုပ်တွေပြောတော့ကျွန်တော်စာရေးခြင်းနဲ့ကျွန်တော်စီနီယာကိုပြောပြရတယ်အကျွန်တော်သူခွင့်ပြုတယ်ကျွန်တော်စောင်းမတွေစာရေးတယ်သတင်းစောင်းမတွေစာရေးတယ်နောက်ပိုင်းမှာအကျွန်တော်ဒီစာရေးတဲ့အလေ့ကျင့်ကောင်းအောင်ရအောင်ရတယ်နောက်တချို့စာအုပ်တွေကျွန်တော်ထွက်လာတယ်ပေါ့လေအဓိကတော့ကိုပေးထားတဲ့တောင်းအပြင်ကျွန်တော်တို့တချို့ဟာတွေကိုလုတ်ချင်တဲ့ဟာတွေပေါ့နော်တောင်းတောင်းပြီးတော့လောက်နိုင်လေး ျွန်တော်တချို့ပိုင်းတွေမှာပို့ပြီးတိုးတက်လေးပေါ့နော်ကျွန်တော်ဒါတစ်ချက်ရေးကြည့်တယ်နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ကျွန်တော်ဒီလုပ်ငန်းကြီးတွေနဲ့လုပ်ငန်းငယ်တွေမှာဒီတောင်းယူရတာလေးတွေမတူတဲ့ဟာလေးတခုပေါ့နော်ကျွန်တော်အတိတယောက်ဆိုရှိတယ်ဒီလုပ်ငန်းကြီးမှာမီဒီယာကြီးမှာလုပ်တယ်သူကင်မရာရိုက်ခွေးတစ်မျိုးပဲသူလုပ်တယ်ဒီ editing တော့သူမလုပ်ပြေပေါ့နော်အနှစ်တွေကြာလာတယ်ဘာလို့သူရိုက်ခွေးတစ်မျိုးပဲတက်တယ်နောက်တခြားကျွန်တော်တို့ရာတူတူလာစားတူလည်းသူ ဘာမှတက်မလာဘောနော်ဆိုတော့နောက်ပိုင်းမှာသူတခြားလုပ်ပြောင်းသွားတယ်သူခံစားမှုတွေပိုကောင်းသွားတယ်တချို့တောင်းယူမှုတွေအခုဆိုရင်ဒါသူပို့ပြီးတော့အလုတ်ပြက်လာတယ်ဘောနော်ဆိုတော့ဟိုတချို့ဆိုရှိတယ်လုပ်ငန်းကြီးမှလုံမယ်လို့လုပ်ငန်းကြီးမှလုံမှဒီလိုဒီနာမည်ကြီးတဲ့လုပ်ငန်းတွေမှလုံမှတော့ပါလို့စဉ်းစားတာတွေရှိတယ်တကယ်တော့ကျွန်တော်တို့ကလုပ်ငန်းကြီးရလို့မဟုတ်ကိုကဒီလုပ်ငန်းတစ်ခုမှဝင်ပြီးတော့အလုတ်လုပ်တယ်ဆိုရင်ဒီလုပ်ငန်းတွေကိုဘာတွေရနိုင်မလဲကျွန်တော်တို့ဒီခန္ဓာကွက်အနေနဲ့ထားပါတော့ငွေကြေးပိုင်းခန္ဓာကွက်လာတဲ့ခန္ဓာကွက်လို့ဟာမျိုးရှိမယ် နောက်တစ်ခုကအရေးကြီးတာကျွန်တော်တောင်းယူမှုတွေကိုယ့်ရဲ့အထွေကြုံတွေပေါ့နော်ဒါတွေကျွန်တော်တို့အရေးကြီးတယ်ဒီနှစ်ဒေတာကြာလာတယ်ဒီမှာကျွန်တော်တို့ကဘာမှမတို့တတ်ဘူးဆိုလို့ရှိရင်လည်းအဲကိုယ့်ရဲ့အနာဂတ်တော့ကဒါအဆင်ပြေမှုတွေဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကဒီလုပ်ငန်းတစ်ခုမှလုပ်ပြီဆိုလို့ရှိရင်ကိုယ့်အတွက်ဘယ်လောက်တိုးတက်မှုရှိနိုင်လဲကျွန်တော်ငယ်တဲ့အရွယ်မှာဒီငွေကြေးနောက်ကိုယ်ပဲလိုက်တာအထက်အဓိကကိုယ့်ရဲ့တိုးတက်မှုအတွက်သင်ယူလေ့လာမှုအတွက်ပေါ့နော်ကျွန်တော်ဒါကိုထည့်သွင်းစဉ်းစားဖို့လိုတယ်ကိုက professional လုပ်တဲ့အချိန်မှာကိတခုနှစ်ခုပဲတက်ပြဿနာမရှိဒါပေမဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင် skill တစ်ခုနှစ်ခုတော့မရအောင်ပေါ့နော်ကျွန်တော်တို့ဒီအစုံနားလဲဖို့အစုံအထိုက်လောက်ကျွန်တော်တို့လှုပ်တတ်ဖို့လိုလာတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအခုနေနဲ့ဒီကိုယ်ပိုင်လုပ်ငန်းလုပ်မလား professional လုပ်မလားဒါတော့ကိုယ့်ရဲ့ရွေးချယ်မှုဒါမှမဟုတ်ကိုယ်အနေနဲ့ specialist လုပ်မလား generalist လုပ်မလားဒါကိုယ့်ရဲ့ choice ပေါ့နော်အရေးကြီးတာကကျွန်တော်တောင်းယူမှုအရေးကြီးတယ်ကျွန်တော်နောက်တစ်လုံးမှာကိုယ်အနေနဲ့ professional အနေနဲ့ဒီပို့မြင့်တဲ့ level တစ်ခုတောင်းရင်လို့ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်အိုက်တော့ကိုပြင်ဆင်ထားဖို့ကအခုတည်းကကျွန်တော်တို့က တောင်းယူမှုတွေနော်ကိုကိုလေ့ကျင့်ထားမှုတွေပေါ့နော်ဒါတွေက important အရေးကြီးပါတယ်တွတ်တဲ့ငွေကြေးနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်